မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့သတိရလက်ကီနံပါတ်မြန်မာ channel လေးရနေပြီပြန်လဲကြိုဆိုလိုက်ပါတယ်ကဲ27ကျင်ကတော့ပြန်ကြကနန်းကတော့တည်ကြတယ်လို့ဖြစ်နေပြီနော်ဘယ်ကနန်းလာမေးတာမသိတာပြန်ကြလာမယ်လို့ကျွန်တော်တို့ပြန်ကြတွေကြီးတွေ့နေတယ်အခုပြန်ကြကနန်းလေးကျွန်တော်ထပ်ပြမယ်နော်မိတ်ဆွေတို့အနေနဲ့လဲဖြစ်နိုင်မဖြစ်နိုင်လေးသုံးသပ်ပြပေါ့ဗျာနော် ကျွန်တော်ရဲ့ comment မှာရေးခဲ့ကြပါကဲစားလိုက်အောင်များ88ခုနှစ်မှာ၄ခွန်၉၄ဆိုတဲ့နောက်ပိတ်အထောင်လေးမှတ်မိကြမယ်ထင်ပါတယ်ဗျာနော်ကျွန်တော်မကြခဏပြလိုက်ကြပါနော်ကျွန်တော်ပြောခဲ့တယ်လို့ပဲကျွန်တော်ပြနေတဲ့ပရင်လေးတွေကခုနှစ်သေးကိုပေးနေတဲ့ပရင်လေးတွေကိုပဲကျွန်တော်အဓိကထားပြီးလိုက်ခြင်းဖြစ်ပါတယ်နော် မိတ်ဆွေတို့ဟာဒါပဲထပ်ပြနေတယ်လို့ထင်နေမှာဆိုလိုပါเนาะပြန်ကြလေးပြန်ကြကနန်းလေးနည်းနည်းတင့်တော်တာလေးကျွန်တော်တွေးလို့စေနာနဲ့တိမရကြီးဖြစ်ပါတယ်အဲ့ဒီ၄ခွန်၉၉၄အထောင်အနေပြီးတော့တနည်းကြော်လိုက်မယ်ကြော်လိုက်တဲ့အချိန်မှာ၃၃ည၃ဆိုတာရှိတယ်เนาะမိတ်ဆွေတို့အဲ့ဒီ3 3ည3ဝင်ပေါ်တက်မယ်ဒီနေ့3 ဒီမြန်မာ430ဆိုတာရှိပါတယ်။နောက်အပေါ်ဆက်တယ်မယ်ဒီနေ့3ဒီမေးမှာ430เนาะအကွက်ရှင်နဲ့သူပို့ထားတာပါเนาะ။နောက်အကွက်ရှင်နဲ့ပို့ထားတာပါเนาะဟုတ်ပြီ။ကဲကျွန်တော်တို့ဒီဘက်ကိုကြည့်လိုက်ရအောင်။ဆရှိခုနဲ့ နော်16ခုနှစ်မှာအလိုပဲနောက်ပိတ်အထောင်လေး4964ပဲနော်ဒီနှစ်ကွက်ကဘောကနေဆွဲချထားတာပါနော်ရင်လည်းကျွန်တော်ပြခဲ့ဘူးပါလေဟုတ်လားအဲ့ဒီ4964အထောင်ကနေပြီးတော့တကွက်ကျော်လိုက်ရင်333ဘဝနဲ့အတူတူပဲနော်333အဲ့ဒီ333ဟာအပေါ်ဆက်တယ်ဒီနှစ်3ဘေးမှာ333ခွန် နော်ဟိုဘက်မှာတော့4 30ပေါ့ဗျာဒီမှာ3ည3ခွန်သူကနေပေါ်ဆက်တယ်မယ်ဒီ2 3အဲ့ဒီမှာခွန်3ည3ဒီလိုပဲ4 3ည3ကိုပို့တယ်လို့သူကလည်းအကွက်ခဏန်းတူအကွက်ရွှေပို့ထားတာပါနော်အခုဖမ်းမှာကကျွန်တော်တို့ကအဲဒီဘက်တစ်ခါလေးပြလိုက်ရဒီအောက်က3ည3ခွန်ရဲ့မြင်းကုန်မှာ1 2 3 4 4 6ဆိုတာရှိတယ်နော် ဒီပေါ်နဲ့ဆင်းမယ်ဆိုရင်ဒီနှစ်သုံးဒီနေရာပေါ့ဗျာနော်မြင်းကုံမှာမိထားတာက446ပါအဲ့ဒီ446ရဲ့အောက်ဆောင်ဒီနှစ်ဒီနေရာ20ကြိမ်မြောက်ကိုဖမ်းမှာနော်ကျွန်တော်တို့ကအခု20ကြိမ်မြောက်ကိုဖမ်းမယ်နော်နော်446နော်446 446ကနေဆောင်းဆင်းတာကြည့်ဒီဘက်မှာလည်းလိုပဲသူက ီဘက်မှာလည်း430 430နော်ပို့တယ်အဲ့ဒီသူ့ရဲ့မြင်းကုံမှာနော်သူ့ရဲ့မြင်းကုံမှာ644ဆိုတာရှိတယ်နော်ဟိုဘက်မှာတော့446ဒီမှာ644နော်ကနန်းသူနော်အဲ့ဒီကောင်ရဲ့ကျွန်တော်တို့အောက်ဆုံးနှစ်ကွက်မြောက်မှာဘာကနန်းရှိနေလဲဆိုရင်654ဆိုတဲ့ကနန်းရှိနေတယ်ဗျဟုတ်ပြီနော်မိတ်ဆွေများအဲ့ဒီကောင်ကပြန်ကြနော်ပြန်ကြသူ့ရဲ့ပုံမှာရှိမှာလေနော် အဲဒီမှာလေးငါလေးဆိုတာအထိုင်မပြက်ကလေးအောက်ကိုပြန်ကြအနေနဲ့လာပေးထားတာပါနော်လေးငါလေးနော်လေးငါလေးဆိုပြီးတော့ပေးထားတယ်နော်ဟုတ်ပြီအဲ့ဒီလေးငါလေးဆိုတာကဘယ်လိုနေရာမှာရှိနေလဲဆိုရင်တုံညာခွန်တုံညာဆိုတဲ့ခနန်းရဲ့အောက်မှာရှိနေတယ်နော်ဟုတ်ပြီနော်ရဲအဲ့ ုံညာ3 3ညာ9 3ညာရဲ့အောက်ကကနန်းဟာပြန်ကြအဖြစ်လာထတာเนาะပြန်ညာအဖြစ်သူကနေပြီးတော့6လေးလေးရဲ့ဇောင်းတပင်ကျော်လာထတာဟုတ်ပြီเนาะအခု20ချိန်ကြာမယ်အပင်ပေါ့เนาะကဲဒီမဲ့ဘောင်ပြန်ကြည့်လိုက်အောင်ဒီဘက်ကိုကြည့်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီဘက်900ဆိုတော့ရှိနေတယ်ဟိုဘက်မှာတော့3ည9 3ညเนาะဒီမှာ900 ခဏရရဲ့အောက်ကကနန်းဆိုရင်တော့3ခွန်ခွန်ယူရမယ်ပြန်ကြဒီ20တကြိမ်မှပြန်ကြဘူးเนาะ3ခွန်ခွန်လို့ထိုးရမယ်ရတော့3ခွန်ခွန်ဆိုပြီးတော့เนาะထိုးရမယ်เนาะအဲ့ဒီတော့မိတ်ဆွေတို့ကျွန်တော်ကတော့နည်းနည်းဖောက်ထွက်ပြီးစဉ်းစားကြည့်ခြင်း ਨੇ သူကဘယ်လိုလဲဆိုရင်ကျွန်တော်တွေးတာလေးတွေကိုเนาะမိတ်ဆွေတို့ညှဝေးခြင်းဖြစ်ပါတယ်เนาะ ူကဒီပရင်လေးอ่ะ तू อ่ะသိ short တော့လို့မရဘူးလေ तू อ่ะဒီနှစ်เท่ကိုဘာတပဲကနန်းนี่ပေးထားတော့ဆိုရင်ခု900ဆိုတာလေးပေးတယ်เนาะနောက်3039ဆိုတာလေးပေးတယ်เนาะနောက်246ဆိုတာရှိသေးတယ်အောက်မှာအဲပေးတယ်နေရတာเนาะ तू မမှန်တာလေးမှာเนาะနော်900ပေးတယ်နော်နောက်တစ်ခါ339ပေးတယ်နော် ဟိုဒီမှာ246ဆိုတာလည်းပြီးတယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်လိုက်တယ်ခုနကျွန်တော်ပြောလို့300ခွန်ခွန်စရကနန်း900ရဲ့အောက်မှာရှိတယ်လို့ဒီကနန်းကပြန်ကြလို့ဖမ်းလိုက်ရေးသူက336ရဲ့ဇောင်းကကောင်းပြီးတာဆိုရင်ကနန်းလွဲတော်မူပြန်เนาะအဲ့တော့ ပြောမရဘူး336ဘထောက်ကနေထောက်ထားတဲ့ဒီတောင်းခွက်ကိုပေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလွဲသွားနိုင်တယ်အဲ့တော့ဒီမှာလဲကြည်လိုက်ရအောင်အကယ်၍336ထောက်တဲ့ကနန်းပေးတယ်ဆိုရင်146ဆိုတာပြန်ကြဖြစ်ပေးရမှာဗျဟုတ်ပြီနော်146ဆိုတာပြန်ကြဖြစ်ပေးရမှာခုနကတော့900အောက်ဆိုရင်ဒီကနန်း900အောက်နဲ့ဖမ်းမယ်ဆိုရင်တော့300ခုပေါ်ရနော် 336နဲ့ဖမ်းမယ်ဆိုရင်146အဲ့နှစ်ကွယ်လုံးကကျွန်တော်တို့ကဒီအောက်မှာပြန်ကြနိုင်တယ်20ကြိမ်မှာနော်ဘာလို့ဆိုတော့ 3D ရဲ့သဘောတရားအရာလဲတောင်းဆိုရင်သူအမြောက်ကနေလှည့်ပေးတတ်တာဟုတ်ရနော်မိတ်ဆွေတို့လဲနားလည်ပါပါနော်အဲ့တော့ကိုကဒါနဲ့ဖမ်းထားတယ်ဥပမာပေါ့ဗျာ ျွန်တော်တို့ကဒီ900အောက်ဆိုပြီးကံကိုဖမ်းလိုက်တယ်ဆိုရင် तू က336ထောက်ထားတဲ့ကံကိုပေးလိုက်ရင်လည်း तू ကမှန်းနေတာပဲဟုတ်ဗျာနော်အဲ့ဒါအပြင်ခုဆိုနှစ်ကွက်ဖြစ်သွားပြီပေါ့နော်နှစ်လေး၆ပါထည့်ထိုးရမယ်နော်နှစ်လေး၆ပါထည့်ထိုးရမယ်အဲ့တော့အဲ့တော့နောက်တစ်ခုကျွန်တော်စဉ်းစားမိတာလေးပါပြောလိုက်အောင် ။ဘာစဉ်းစားမိလို့ဆိုရင်ခုနဒီမကြခဲ့တဲ့ခဏန်းနေရဲ့အစင်တွေကိုကြည့်မယ်ဆိုရင်၄နှစ်ချောက်ဆိုတာကြာခဲ့တယ်။နော်။သူကအမတုံညာ၃ခုဆိုရလေခဏန်းနေပေးခဲ့တယ်နော်ကျွန်တော်တို့ဒီခုဒီနှစ်သေးဘူးနော်။900ဆိုတာလည်းပေးခဲ့ပြီ။အဲ့တော့ အဲ့လိုဒေကနန်းတွေပေးတဲ့အတွက်သူကဒီ6လေးလေးရဲ့ဒီဇောင်းတစ်ခွက်ကျော်မှ5 6လေးပဲပေးမယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလားနော်ဖြစ်နိုင်တာပဲဗျဒါဆိုရင်တော့ပြန်ကြမဟုတ်တော့ဘူးပေါ့ဗျာနော်5 6လေးနော်လင်းငါးလေးဆိုတာလေနည်းနည်းအရန်ဖြစ်နေတော့ထဲထိုးတင်နေပြန်နော်နော်အရန်တို့အဓိကတော့ဆုံးပြတ်တာတော့မိတ်ဆွေတို့ မိမိဘာသာမိမိနော်ဆုံးဖြတ်ပါဗျာနော်ငင်ငါလေးအဲ့တော့ဒီ300တို့နှစ်၄၆တို့လင်းငါလေးဆိုတာအဲ့ကနန်း3ခွက်လုံးကတော့ပြီးခဲ့တဲ့အပင်တော်တော်များများမာတယ်ဟာဆရာကြီးတွေနော်ခံမှန်းနေကြတာတော်တော်များတယ်ဗျသူတို့ဘယ်လိုခံမှန်းလဲတော့မသိဘူးနော်ကျွန်တော်ကတော့အဲ့ဒါလေးကိုတော့တွေးလို့ပါနော် ခွန်200အောက်ကိုကနန်းဖမ်းရင်ဒီ3ခွန်ကွန်နော်3ခွန်ကွန်အာနော်336ထောက်ထားတဲ့ကနန်းကိုဖမ်းရင်246နောက်ဟိုဘက်လိုပဲ644ရဲ့446ရဲ့ဇောင်းမှာရှိတဲ့ကနန်းကိုဒဲပေးလိုက်မယ်ဆိုရင်654နော်654ဆိုတာလည်းဖြစ်သွားနိုင်တယ်အများကြီးဖြစ်နိုင်တယ်နော်မိတ်ဆွေတို့ तू ကအဲ့ဒီပေးတဲ့အထားရှိပါတယ်နော်ကိုကအကွက်ရှိဆိုပြီးဖမ်းလိုက်တာမှ तू ကတဲ့ကနန်းပေးသွားတဲ့ဟာမျိုးပေါ့ ဘာလို့လဲဆိုတော့ဟောဒီလေးလေးချောက်တောင်မှသူကတဲ့ရိုက်ထတာကိုဟိုဘက်နဲ့အပင်ကိုက်နော်နေရာအကိုက်နဲ့သူကရိုက်ထတာဖြစ်တဲ့အတွက်ဆက်မရိုက်ဘူးလို့လည်းပြောလို့မရဘူးပေါ့နော်နော်ပြောလို့မရဘူးပေါ့အဲဒီတော့မိရှိရိုးဘယ်လိုစဉ်းစားမလဲဆိုတာလေးဒီကျွန်တော်နော်ခြောက်လေးလေးဆိုတာလေသူကအပင်ကိုက်မှရိုက်ထတာကိုဒီမှာလဲဒီကနန်းထပ်မရိုက်ဘူးလို့ပြောလို့မရဘူးညနော်ဒီကနန်းကိုပဲမပေးဘူးလို့ပြောလို့မရဘူး ကဲအဲ့တော့မိတ်ဆွေတို့ဒီ၃ခွက်ကိုကဲစဉ်းစားပြီးတော့ကျွန်တော်လည်းကျွန်တော်ကိုလည်းကူပြီးဝိုင်းစဉ်းစားပေးပါကျွန်တော်လည်းဆရာကြီးမဟုတ်ပါဘူးเนาะတွေ့တာမြင်တာလေးတွေကိုစေနာနဲ့မျှဝေပေးခြင်းတာဖြစ်ပါတယ်เนาะမိတ်ဆွေတို့နော်အဲ့တော့ဘေကနဒီနှစ်ခုဆိုရင်တော့ဒါပြန်ကြဒါဆိုတော့ကနအတိပြန်လေးငါလေးရနော်ကျွန်တော်တို့တစ်နှစ်ကျော်ကငါလေးလေးရ နော်တနည်းကြော်ဒီငားလေးလေးရဒီကိုတက်ရရမယ်ဒီနေ့တဲ့ကိုရိုက်ပေးရမယ်ဆိုတော့ဆရာကြီးတယောက်ပြထားတာကျွန်တော်တွေ့ဘူးသေးတယ်ပြမှတ်တော့မမမမီတော့ကြာပြီနော်ဒီဩတော့ဒီလိုထင်နေပြဒီဘက်မှာဟောထားပါတယ်ရောကုန်လို့မဟုတ်ရောကုန်တယ်တော့ရောကုန်မကြောက်ပါနဲ့နော်အင်းအဲ့တော့မိတ်ဆွေတို့ခေါင်းထရအောက်ကကနန်းကိုထိုးရင်ဒီကနန်းဖြစ်သွားဖြစ်နိုင်တာပဲနော် 336အောက်ကထောက်တောင်းအထောက်တဲ့ကောင်ဆိုရင်ဒီကနေ့ကဲဒီနေ့မှဒီကနေ့ရှိရမယ်ဆိုပြီးပြီးတယ်ဆိုရင်၄54ကဲဒါဆိုတော့ဒီ3ခုလောက်ဒီစီကျောကမပြီးတယ်ဆိုရင်တော့ဒီ3ခုနဲ့ဆိုတော့ခိုင်လုံတော့ပါတယ်မိတ်ဆွေတို့ကဲမိတ်ဆွေတို့ရဲ့အကြိုက်ကိုလည်းကျွန်တော်ဟိုမှန်အောင်ရေးပေးသွားကြပါဗျာနော်ဘယ်ကနေကိုရွေးချင်လဲပေါ့ဗျာနော်တို့တော့မလို့တင်ပေါ့ဗျာနည်းနည်းပပတော့အရင်ကြီးလေးတော့အရန်နေနဲ့ထိုးတင်နေကိုကြိုက်တဲ့ကနေကိုတော့တင်ပေါ့ဗျာနော် ကမ္မမာတော့မိတ်ဆွေတို့ရေးခဲ့ကြပါဗျာနော်ကျွန်တော်တည်းသိရင်လို့ပါအများနဲ့ကျွန်တော်ကွန်မန့်တွေကိုပြန်ကြည့်ပါတယ်နော်ဒါမှကျွန်တော်ရဲ့ channel ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုလည်း share လို့ရမှာဖြစ်ပါတယ်ကဲအားလုံးအောင်မြင်တဲ့ကဏ္ဍလေးတွေဖြစ်ကြပါစေဗျာနော်ပြန်ကြနှစ်ကွယ်ကဏ္ဍအစ်တစ်ကွယ်နော်ဟုတ်ပြီ27ကြိမ်ကဲအားလုံးကျေးဇူးတင်ပါတယ်